ဲအားလုံးပဲမင်္ဂလာပါဒီတကားကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းလေးကတော့ဒီကျွန်တော်ရဲ့ဒီလက်ထဲမှာပေါ့ဒီမြန်မာနိုင်ငံနေပြီးရောကျွန်တော်တို့လက်ထဲမှာဒီဘေးဖက်အကောင့်တစ်ခုကိုအလိုတကူနဲ့ကျွန်တော်တို့ဒီဖုန်းနံပါတ်မလိုဘဲနဲ့ကိုကျွန်တော်တို့ Gmail အကောင့်တစ်ခုရှိအောင်ဖြစ်ကိုကျွန်တော်ရှောက်မနေနိုင်လေကိုကျွန်တော်ဒါပြင်လဲပြီးမျှဝေပေးခြင်းပါတယ်အခုရှောက်မနေနိုင်လေကတရားရဲကန်တော့အဆင်ပြေတယ်ဘာ limit မှလည်းမကြဘဲနဲ့ကိုငွေသွင်းငွေထုတ်အဆင်ပြေတဲ့ အတွက်ကိုဒီနေ့လမ်းလေးကိုကျွန်တော်ပြင်လည်ပြီးညွှန်ပြပေးတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အခုဗီဒီယိုကိုကြည့်ရှုနေတဲ့ငွေချင်းဆိုလို့ရှိရင်အဆုံးထိကြည့်ပြီးသွားပါလို့လည်းကျွန်တော်ပြောချင်ပါတယ်။ဒါကြောင့်လည်းဆိုတော့ဒီ online ပေါ်မှာငွေရှာတဲ့လူတွေအတွက်ကိုဒီ payment account တစ်ကောင်ရှိထားဖို့လိုမယ်လို့ထင်လို့ကျွန်တော်ဓာပြီးတော့ပြင်လည်ပြီးအားလုံးတို့ကိုအဆင်ပြေအောင်လို့ပြင်လည်ပြီးတော့ဒီနေ့လမ်းလေးကိုညွှန်ပြပေးတာဖြစ်ပါတယ်။လိုအပ်မဲ့အကြောင်းဒီ payment account ကိုရှာဖို့တော့လိုအပ်မဲ့အရာတွေကတော့ကျွန်တော်တို့အခု ဒီစက်ခွင်မှာကျွန်တော်ထောက်ပြရတဲ့အရာလေးပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီကျွန်တော်တို့ရမန်လိုအပ်မှာကတော့ PayPal ဒီ application app တစ်ခုလိုမယ် Chrome လိုမယ်ဒီ GPF ကျွန်တော်ကြည့်တဲ့ Mac လိုမယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့ Gmail account အသစ်ဖွင့်ရတဲ့ Gmail account ပေါ့ဘာမှမအသုံးမပြုရသေးတဲ့ Gmail account တစ်ခေါက်လိုမယ်ဒါဆိုလို့ရှိရင်ဒါ PayPal account ကိုကျွန်တော်ဒါစဖွင့်လို့ရပါပြီပထမဆုံးလည်းကျွန်တော်တို့ PayPal account ကိုစဖွင့်ဖို့ plus ဆိုလို့ရှိရင်ကျွန်တော်တို့ crown လေးကိုကျွန်တော်တို့ဝင်မှာနော်ဟုတ်မှာကျွန်တော် wine wine ပြထားပြီမှာနော်ဒီ crown လေးကိုကျွန်တော်တို့ဝင်မှာ crown ထဲမှာအခုကျွန်တော် wine ပြထားတဲ့နေရာအတိုင်းပဲဒီပေါက်တွေမှာကျွန်တော်တို့ share ဒီမှန် blue ပုံရဲ့ဒီပေါက်တွေထဲမှာဒီမှာကျွန်တော် wine ပြထားတဲ့တစားလေးကိုရိုက်ထည့်မယ်ရိုက်ထည့်ပြီးရင်နည်းနည်းအောက်ကိုကျွန်တော်တို့ဒါအပေါ်ဆိုနေအောက်ကိုအောက်ကိုကျွန်တော်ကြည့်မှာနော်ကြည့်မှာဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ဒါဘေးဘက်ကရှာဖို့တော့ကိုဒါ နေရာလေးကဝင်ရမှာဖြစ်ပါတာနော် business demand နေရာလေးကိုကျွန်တော်တို့ဝင်မယ်ဝင်ပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘေးဘက်ကောင်ရှောက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ sign map လေးကိုကျွန်တော်တို့နိုင်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တစ်ချက်စောင့်မယ်စောက်ပြီဆိုလို့ရှိရင်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒါဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်ဘာထည့်ရမှာဆိုလို့ရှိရင်ကျွန်တော်တို့အသစ်ဆက်ဆက်အဲအတိတ်ဆက်ကျွန်တော်တို့ဒါ Gmail account တော့ကောင်းကျွန်တော်ရရမှာဖြစ်ပါတယ်နော် တကယ်လို့ဒီ ethics ဆက်ကျွန်တော်တို့ဒါ gmail account ကိုကျွန်တော်ရိုက်ပြသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒါ continue ကိုနှိပ်မယ်နှိပ်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာ password ကိုပြရမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ password ပေးရမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ password ကိုဒါအရှိကစားစားကိုအကြီးတလုံးပေးရမယ်နောက်ပြီးတော့ဒီအောက်မှာပြထားပေးတဲ့ဒီ password ဆိုလို့ရှိရင်ကွာကျွန်တော်တို့ဒီပုံစံတူနဲ့အခုတူမှာပုံစံမျိုးပေါ့ အစောအီဆိုရင်တို့အကြီးကျန်တဲ့ဟာဆိုအတိအတိစာလုံးသေးကြီးနဲ့ရေးဝဲပြီးတော့ကျန်တဲ့နောက်ပိုင်းမှာတို့ပုံစံမျိုးတွေခံရမှာဖြစ်ပါတာနော်ဒီမှာကျွန်တော်ပြရပေးမယ်တို့ပုံစံမျိုးတွေခံပြီးတော့ရေးဝဲပြရမှာဖြစ်ပါတယ်ဒါကိုမှတ်မိလွယ်တဲ့ passport ကိုကိုထည့်ပေးပါကျွန်တော်ကတော့ဒါအဆင်ပြေတဲ့ဒီ passport တစ်ခုကိုကျွန်တော်ရေးမှာဖြစ်ပါတယ်နော် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ password တွေရိုက်ပွဲဆိုရင်အောက်မှာဒီအပြာရောင်လေးကိုနိုင်မယ်ဒေါင်းနိုင်ပြီဆိုရင် continue ကိုကျွန်တော်တို့တခါထပ်နိုင်မှာဖြစ်ပါတယ်ထပ်နိုင်ပြီဆိုရင်ဒီမှာကတော့ကျွန်တော်ရဲ့ pay pay မှာကျွန်တော်ရဲ့ဒီ business name ပေါ့ဒီနေရာမှာဆိုလို့ရှိရင်ကိုဒါရေးချင်တဲ့နာမည်ကိုရေးလို့ရမှာဖြစ်လို့ကျွန်တော်ကတော့ကျွန်တော်နာမည်ကိုကျွန်တော်ရေးမှာအမှတခါ ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလိုအပ်မှာဆိုရင်ဒီနေရာမှာဖုန်းနံပါတ်ဆိုလို့ရှိရင်တင်ငင်ကျွန်းရဲ့လက်ထက်မှာဖုန်းနံပါတ်ရှိဖို့မလိုအပ်ပါဘူး။ဒါဆိုလို့ရှိရင်ဒီလိပ်စာတွေဖုန်းနံပါတ်တွေကိုပုံမှန်လို့အရှာရမယ်ဆိုလို့ရှိရင်ဒီချက်ထွက်မယ်။ဖတ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီနေရာလေးကိုကျွန်တော်သွားမှာနော်။ဒီနေရာလေးကိုသွားမယ်။သွားပြီးတော့ကျွန်တော်တို့တစ်ချက်ဝင်မယ်။အဲ့ဒါပြီးတော့အပေါ်ရက်ဘားထဲမှာမလေးရှားလို့ကျွန်တော်ရရမှာဖြစ်ပါလား။ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါမလေးရှားကျွန်တော်တို့ရတယ်ပြီဆိုရင်ဒါမလေးရှားရဲ့ဒီနေရာကိုရအောင်ဖြစ်ပါတယ်။ဒါမလေးရှားကိုကျွန်တော်ရကြတော့အနီးကပ်ဆိုရမလား။ဒီမီဘုံကိုကျွန်တော်တို့ဒါအနီးကပ်ဆိုပြီဆိုလို့ရှိရင်ဒီညမှာရှိတယ်ကျွန်တော်တို့နေရာတနေရာကိုကျွန်တော်ထောက်မယ်။ထောက်ပြီဆိုရင်ဒီမှာတစ်ခုတ်တစ်ခုတ်ဒီမှာဖုန်းနံပါတ်ရှိတဲ့နေရာကိုကျွန်တော်ရှားရမှာဖြစ်ပါတယ်။ဒါဖုန်းနံပါတ်ရှိတဲ့နေရာကိုကျွန်တော် ကျွန်တော်တို့ကဒါနောက်ခဏပြန် share လေးဟောက်သွားမယ်တော်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဖုန်းနံပါတ်ရှိမယ်နေဒီမလေးရှားနိုင်ငံရဲ့ဒီဖုန်းကောလေးကိုကျွန်တော်ဒါထောက်မယ်ထောက်ပြီးဆိုလို့ရှိရင်ကျွန်တော်ကဖုန်းနံပါတ်ရင်းယူမှာဖြစ်တဲ့တော့ဒီဖုန်းကောလေးကိုသွားမယ်သွားပြီးတော့ဒီ ဖုန်းငယ်နေရာလေးကိုသွားမယ်ဒီမှာဖုန်းနံပါတ်လေးပို့ရမယ်ဒါဆိုရင်ဒီဖုန်းနံပါတ်အကုန်လုံးကျွန်တော်တို့ copy ယူလိုက်မယ် copy ယူလိုက်ပြီးတော့ဟုံးခလုံးနဲ့ချက်ပြန်ထွက်မယ်ထွက်ပြီးတော့ကျွန်တော်တို့ခဏဝင်တဲ့ chrome လေးကိုကျွန်တော်ပြန်အဲ့ဒါကိုဒီနေရာမှာ copy တစ်ခါထပ်ထည့်လိုက်မယ်နော်ခဏခဏအဲ့ဒါဆိုရင်ရပြီရပြီဒီအောက်မှာကိုကျွန်တော်တို့ဒါထပ်ဝင်မှာပြဒီအောက်မှာလိပ်စာကတော့ခဏသွားတဲ့နေရာကိုထပ်သွားမယ်အဲ Gmail နေရာကိုထပ်သွားမယ်နော် ထားတယ်မဒီအောက်ကလေးစာဝင်ကုန်ထိတ်ထိတ်လို့ရတာနော်အဲ့ဒါကို copy ဒါလေးကိုကြာကြာဖိနေလိုက်ရင်ဒါ copy ဖြစ်ပါမလားဒါပြီးရင်ကျွန်တော်တစ်ချက်ပြန်ထွက်မှာဟုတ်ပြီခဏနေရလေးကိုကျွန်တော်တစ်ချက်ပြန်သွားမယ်လိုပဲတစ်ချက်နှိပ်ဝဲရအောင်မယ်ဒီမှာကတော့ကိုကြိုက်နှစ်သက်ရာ tham ấy post cái câu mà bỏ cả thì năm ba của chúng nó đi mà phải nó post cái câu thì bỏ năm ba của nó thay mà phải là có nét khó trao tố tổng nhà là có thêm ấy thì mai cho nó đã của trang hiện tại á qua của xem video và nhà quý qua bộ cho luôn ကြော်ခွာလိုက်ဒီမှာကတော့ကျွန်တော်ကတော့ဒေါ်လာပဲထားမှဖြစ်ပါတော့ဒါဆိုလို့ရှိရင်အောက်ကကုတင်းကြီးကိုတချတ်နိုင်မှာဒါမရသေးဘူးဆိုရင်ဒါမှနမေတထည့်ပါလားဒီမှာကျွန်တော်ခဏကနမေတထည့်တယ်အောက်မှာက ဲ့ဒါဆိုရှင်ကျွန်တော်တစ်ခါထားလိုက်ကြည့်မှာဒါဆိုရင်တော့ရသွားပါပြီခဏဆောင်ရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒါ business အတိုင်းနေရာလေးကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်နေရာလေးကိုပါနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီ visa လေးကိုကျွန်တော်ယူရတာဖြစ်ပါတယ်အဲ့ဒါကိုတစ်ချက်နိုင်မယ်နိုင်ပြီဆိုရင်ဒီမှာ keyboard နေရာကိုသွားပြီးတော့ကျွန်တော်တို့ဒါမထည့်ရရတယ် ပြီးဝနေရာကိုအော်နှိုက်ပြီဆိုတော့ကျွန်တော်တို့က food နေရာ f ဒီပေါ်ကစာကြောင်းလေးပဲကျွန်တော်နှိုက်မှာနော်ကိုကကွန်ပျူတာဆော့ဝဲသူကိုလည်းလောက်မလားဘာဘာပဲဖြစ်ပေါ့အကုန်ထည့်လို့ရတယ်နော်ကျွန်တော်အဆင်ပြေတယ်ကျွန်တော်ကတော့အဲ့ဒါကိုကွန်ပျူတာနေရာကိုကျွန်တော်ဒီနေရာယူရရတယ်ကြိုက်နေရာကိုယူရပေါ့နောက်ကွန်ပျူတာထည့်မှတော့ website ကျတော့မရှိဘူးရပါတယ်အဲ့ဒါကိုအောက်ကအပြရာလေး continue နှိုက်မှာဒါပြီးရင်ဒီ birthday လို့ဘာလို့ညာလို့ကျတော့ကိုကကိုပဲအဆင်ပြေလို့ရေးလို့ရတယ် ါကကိုယ့်ကိုဒိုက်တစ်ခုခုအဆင်ပြေလို့ရေးလာပေါ့ဒါက29ဒါကလရေးကိုယ့်ကိုရေးလာမယ်တကိုကိုရှစ်အဆင်ပြေလို့ရေးမယ်အောက်ကနေရာမှာဆိုလို့ရင်တို့တို့ဒါ passport ကိုရေးမယ် passport ရဲ့အရှိမှဆိုရင်တို့ A ကိုကြီးရေးမယ်နော် A ကလုံးကြီးကိုရေးမယ်ရေးပြီးရင်ကျန်တဲ့ဟာကတော့ကဏ္ဍ၈လုံးပြအောင်ကျတဲ့ကဏ္ဍကျွန်တော်ပြထည့်မှဖြစ်ပါတယ် ါဒါဆိုလို့ရှိရင်ကိုကိုကြမ်းနှစ်တက်ရနံပါတ်ကိုရေးရေးပြီးဆိုလို့ရှိရင်ဒါဒီအောက်မှာဆိုလို့ရှိရင်ကိုကဘယ်နေရာယူရင်းနေပေါ့ယူရင်းနေရာကိုကိုနှိုက်မယ်အာသာစာဖဲကိုကိုအဆင်ပြေလို့ရေးရရနော်ကျွန်တော်ကတော့နောက် အပေါ်ပြန်ယူမယ်ကျွန်တော်ကတော့ဒီနေရာကို ဟိုချက်နဲ့တက်ရကိုယူလို့ရမှာဖြစ်ပါတယ်။ကျွန်တော်အဆင်ပြေလို့ပဲလိုက်ယူရတယ်ပဲနော်။ဘောကိုအဆင်ပြေလို့ယူယူပြီးရင်အဲ့ဒီနှိုက်လိုက်မှဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ရဲ့အာတို့လောက်လောက်ကတက်ဆောင်မယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဂျီမေးကိုသူအတူအတီပြုတ်ဖို့အတွက်ကိုဒါဒီပေးဖက်တယ်မို့ဘယ်လိုလုပ်မလဲဆိုတော့ဒါဒီနေရာလေးကိုကိုကျွန်တော်တို့တစ်ချက်နှိုက်ပြရမှာဖြစ်ပါတယ်နော် ီနေရာလေးကိုကျွန်တော်တခြားနှိုက်ရမှာဖြစ်မှာဘေးဘက်ရဲ့အကောင့်ထဲမှာဒါကိုတခြားနှိုက်မယ် confirm your email ဆိုပြီးကျွန်တော်တခြားနှိုက်မယ်နှိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့အကောင့်ဖွင့်ရနေရမှာဒီမှာဒီတောက်မှာ confirm ဆိုပြီးပြောမယ်အဲ့ဒါကိုတခါထပ်ပြန်နှိုက်မယ်ထိုင်နေထိုင်နိုင်မယ်ဆိုရင်အဲ့ဒါပြီးရင်ကျွန်တော်တို့ Gmail ထဲကိုပြန်သွားမယ်ဆောင်ရပါပြီ tâm là đẹp số dài bị yếu đã nó đã quay lại quay lại mỹ còn sai mình sẽ vào vậy nữa đã sử dụng chiến của nhân lưu địa thì bị phê cầu đi từ dài dài cái nó tông biểu địa bị phê bản nữa. à cô nó အဲကိုကျွန်တော် desktop site ကျွန်တော်တစ်ချက်ထားကြည့်ပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်မတွေ့ရတော့ဒါဆိုလို့ရှိရင်ကျွန်တော်စာတုံးစုံဝင်မယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ bpay account ကြီး တရားရဲခိုင်နှုန်းဒါအဆင်ပြေသွားပြီနော်။ဒါဆိုလို့ဒါဆိုရင် bpay account ကိုကျွန်တော်တို့ဒါစတုံးလို့ရပါပြီ။ ကဲအားလုံးပဲအဆင်ပြေကြမလို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဘေးဖွယ်ကောင်းရှောင်းလေးလေးကိုမြန်မာနိုင်ငံကနေလည်းဒါမြန်မာနိုင်ငံအသားရတော့ကိုကျွန်တော်တို့စပစ်ကနေစဝယ်စရာမလိုဘဲနဲ့ကိုကိုကိုတိုင်းကိုနီကိုဟန်နဲ့ရှောက်ယူလို့ရတယ်နီနန်နီဖြစ်လို့အကုန်လုံးကိုအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကဲအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ရဲ့ဗီဒီယိုကိုဒီစိတ်ဝင်စားမယ်ကြိုက်နှစ်သက်မယ်ဆိုရင်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုကို share share သွားပြလို့ရပါတယ်ကဲနောက်ထပ်သင်မယ့်နည်းပညာတွေကိုလည်းပတ်သက်တဲ့အကြောင်းလေးကိုလည်းကျွန်တော်ပြန်လည်ပြီးတော့ ညဘူပြီးမှဖြစ်ပါတယ်ဒီထက်ကောင်းတဲ့ဗီဒီယိုကိုလည်းကျွန်တော်ပြန်ပြီးတော့ညဘူပြီးမှဖြစ်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့လုပ်ပြီးအားပေးသွားပါလို့လည်းကျွန်တော်ပြောချင်ပါတယ်အားလုံးပဲဆင်မြေကြပါစေ